မန်ချက်စတာယူနိုက်တက်အသင်းကိုချီးကျူးသလိုလိုနဲ့ပုတ်ချလိုက်တဲ့ကာနာချိုရဲ့လှုပ်ရက်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကာနာချိုကချက်စီအသင်းကိုရောက်ရှိသွားပြီဆိုပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပေါင်းချတယ်မပြီးသေးပါဘူးကာနာချိုကမန်ချက်စတာယူနိုက်တက်အသင်းမှာအတော်လေးတောက်ပါခဲ့တာပါလူငယ်အကယ်ဒမီကစားမဘွားကလည်းယူနိုက်တက်အသင်းဘက်ကပဲစင်တင်ပေးထားခဲ့တာဖြစ်ပါတယ်ကာနာချိုဆိုပြီးတော့ဖြစ်လာခဲ့တာကယူနိုက်တက်ရဲ့ကျေးဇူးတွေအများကြီးရှိပါတယ်နောက်ပိုင်းမှာအမော်ရီနဲ့ပြဿနာတွေဖြစ်ပြီးတော့ကာနာချိုတယောက်ချက်စီအသင်းစီကိုပြောင်းရွှေ့သွားခဲ့တာပါ ကောင်းမွန်တဲ့ထွက်ခွာခြင်းမဟုတ်ဘဲနဲ့ကတောက်ကဆာတွေဖြစ်ပြီးထွက်ခွာသွားခဲ့တာမလို့ညတဲ့ပြည်သက်တွေနဲ့ကနာချိုကြားမှာလည်းအဆိုင်ခဲတွေဖြစ်ပေါ်လာခဲ့တာပါကနာချိုကလက်ရှိချယ်ဆီတင်းမှာကစားနေတာလေးပွဲလောက်ရှိပြီဆိုပေမဲ့အသင်းကိုတော့မရရှိသေးပါဘူးဘေဘီကအသင်းကိုနိုင်ရရှိခဲ့တဲ့ချန်ပီယံလိပွဲမှာတော့ကနာချိုရဲ့ကြိုးစားမှုကြောင့်ချယ်ဆီတို့အနိုင်ရရှိခဲ့ကြတာပါဘယ်ကျန်းကနေကနာချိုရဲ့ဖြတ်တင်ပေးပုံမူကဘင်ဖီကာကစားမနဲ့ထိပ်ပြီးတော့ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်ပွဲပြီးမှာတော့ကနာချိုကိုမီဒီယာတွေကအင်တာဗျူးခဲ့ကြပါတယ် ကနာချိုကသူ့အနေနဲ့အသင်းဟောင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့မကောင်းချောင်းကိုကြားရမှာမဟုတ်ဘူးလို့ပြောဆိုလာတာဖြစ်ပါတယ်။တာမန်မက်ကြည့်လိုက်ရင်တော့ကနာချိုပြောတာကယူနိုက်တက်ကိုကာကွယ်ပြောဆိုရဲလို့ပဲထင်ရမှာပါ။ဒါပေမဲ့အာဂျင်တီးနားသားကဆက်ပြောလာပါတယ်။ဘဝမှာအခိုက်အတန့်ဆိုးရိမ်ရှိခဲ့တယ်။အခုချန်ပီယံလိဂ်ကစားနေရပြီးတော့ဒီမှာပျော်နေပါတယ်လို့ပြောဆိုသွားခဲ့တာပါ။ကနာချိုကယူနိုက်တက်မှာရှိခဲ့တဲ့အချိန်တွေကအခိုက်အတန့်ဆိုးရိမ်ဖြစ်တက်မှတ်လိုက်ပြီးတော့လက်ရှိချန်ပီယံလိဂ်မှာကစားနေတယ်လို့ကြွားလုံးထုတ်သွားခဲ့တာပါ။ဒီပေါ်မှာယူနိုက်တက်ပရိသတ်တွေကလည်းကနာချိုကိုအတော်လေးဒေါသထွက်နေခဲ့ကြပါတယ်။ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စေဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရစေနော်